အားလုံးပဲမင်္ဂလာပါကျဲကတော့ Grade 12 Mathematics ကိုသင်ကြမယ့်ကျဲဆုဆန္ဒဖြစ်ပါတယ်ကျဲသင်ကြမယ့်ဘိုင်းကတော့10.4 Partial Fraction Method ဘိုင်းကိုသင်ကြမှာဖြစ်ပါတယ်အော်လမ်းညောင်ကန် ပြောမယ်ဆိုလို့ရှိရင်စာသင်သားတို့အနေနဲ့ဗားရီရရှိသွားမယ်ဆို partial fraction ရဲ့ integration ရဲ့ formula တွေပုံစံတွေကို သင်ကြားရရှိသွားမှာဖြစ်ပါတယ်တော့ example 9ပေါ့ကျေတော့ partial fraction method နဲ့တွားမယ် example 9က integral of 1 by a square plus 2 is minus 3 dx ပေါ့ ဒါဆိုလို့ရှိရင်သူ့ကိုဘာလုပ်မလဲဆိုရင်ပိုင်းကြီးမှာဒီနှစ်ခုကိုဂျယ်ရိုဖက်တာခွဲမယ်ပေါ့နော်။ဒီခုကတော့ကယ်ကူလေတာနဲ့လည်းခွဲလို့ရတယ်။ဒီကောင်လေးကိုဖက်တာခွဲလိုက်မယ်။ express 3 x 1ပြီးရင်သူ့ကိုဘာထားမလဲဆိုတော့ပေါ့မှာ ab လေးတွေထားမယ်။ နော်ပါရှယ်ပေါ့တပိုင်းချင်းပါရှယ်ဆိုတဲ့ဘက်တစ်ခုချင်းခွဲထုတ်လိုက်တာ A ကိုတပိုင်းခွဲမယ် B ကိုတပိုင်းခွဲမယ်ဒါဆိုရင်ရှင်ကျဲတော့အရင်တော့အလို1/2 1/3လိုမျိုးပေါ့2နဲ့3ညမြောင်းလိုက်ရင်ဘယ်လောက်လဲ6ပေါ့အဲ့တဘောဒီနှစ်ခုကိုမလုပ်မလဲဆိုကျဲတော့ပြန်မြောင်းမြောင်းတဲ့အခါကျတော့ A ဘက်မှာရဲ့ fraction ရဲ့အောက်ကအပိုင်းဟာ denominator က x/3 ဖြစ်တော့သူ့ကိုဒီဘက်ချမ်းနဲ့လာမြောင်း x/1 နဲ့လာမြောင်းဒီဘက်က x/1 ဖြစ်သွားတော့ x/3 နဲ့လာမြောင်းချက်ချီကလေးမြောင်း ။ဒါဆိုရင်ဒီဘက်ကပိုင်းချင်ရင်ဒီဘက်ကပိုင်းချင်ရင်တူသွားတော့ကျတော့အပေါ်ပေါ်ချင်းညှိ။ 1D A x 1 x 1 b x 3ပေါ့။ဒီကောင်ကိုဝင်မြောက်လိုက်မယ် AX - A ဘာကိုလဲဝင်မြောက်လိုက်တော့ bx plus 3b ပြီးရင် x ကိုပုံထုတ်မယ် a plus b ပေါ့ဒီဘက်ကကျန်တဲ့ကောင်က minus a plus 3b ပြီးတော့0ဒီဘက်နဲ့ညှိလိုက်တော့ a+b ကဘာမှမရှိတော့0ဒီဘက်က8 18ညှိလိုက်တော့1ဒါဆိုလို့ရှိရင်သူ့ကို solving လုပ်လိုက်တဲ့အခါကျတော့ a = 1 minus 1 minus 4 b = 1 minus 4 a နဲ့ b နဲ့ဖြေရပြီဆိုစောစောနော partial fraction နေရာမှာပြန်ထည့် minus 1 minus 4 plus 1 minus 4ဒီကောင်လေးပြန်ထည့်ပြီးရင် minus 1 minus 4ကို0ဘာလို့မရှိချက် နော် web plus 1 by 4လေးရှိကြဘာလို့ဆိုတော့ integration လုပ်တဲ့အချိန်ကြလို့ရှိရင်ရှုပ်မှာဆိုလို့ရှိကြတာအားလုံးတစ်ခုလုံးကိုဘာလို့မလဲ integration လုပ်မယ်အဲ့တော့ဒီကောင်းဒီပါလဲ alan ဒီဘက်ကလည်းပါလဲ alan plus c alan မှာမအနှုတ်ပါတဲ့တွဲကျတော့တစုလေးပြန်ရင်အစားနဲ့ပြန်ရင်မယ်ဒါကြောင့် alan x minus 1 by x plus 3 plus c ပါရှေ့က minus 1 minus 4ပေါ့နော်ဒါဒီ logarithm root ကိုပြန်လုပ်တာပါ logarithm မှာတစ်ခုချင်း မာအနှုတ်ပါတယ်ဆိုရင်စားနဲ့ပြောင်းပြပုစုပြီးတော့ရေးလို့ရတာပါ our example term မှာ integrals of 1 2a² + 3a + 1 d ကိုကျွန်တော်စာပြီးကြည့်အောင် ဒါဆိုလို့ရှိရင်သူ့ကိုစသွားလို့ရလို့ပဲကယ်ကူလေတာနဲ့ fraction ခွဲလိုက်မယ်နှစ်ခုရပြီအဲ့ညကုမှာပါရှက်ထက်ခွဲမယ် a by 2a 1 b by a 1ဒါဆိုရင်စသွားလို့ပဲအောက်ကဘိုင်းကျင်ညကုစုမယ်ဆိုချက်ချေခံမြောက်တာပေါ့ဒီဘက်က a 1ဒီဘက်က 2a 1ဘိုင်းကျင်ညကုညှိွားတော့အပေါ်ပေါ်ချင်းညှိမယ် a 2a 1 b 2a 1ပြီးရင်သူ့ကိုအแทဝင်မြောက်မယ်ဒီဘက် b က1ညှိမယ်နော် တဲဝင်မြပြီးဘာပြရဝမ်းနဲ့ညိမယ်ပြီးွားရင်သူကို a square to ဝမ်းညာဝမ်းတစ်ခါအတွင်း1 2တစ်ခါအတွင်းတော့အဲလို ab တန်ဖိုးတွေရလာပြီ ab တန်ဖိုးတွေရတော့မှဆိုတော့ partial fraction ပုံစံမှာပြန်သွင်းမယ်ဒီမှာ2ဘက်မှာက -1 အဲ့ဒါကို integrate လုပ်လိုက်တော့ ln 2x 1ဘက်မှာလည်း ln x 1ပေါ့နော် ။ဒါဆိုလို့ရှိရင်ဂျေရိုက Tourist Plan 1ရဲ့ဒီကဒီအလယ်မှာအနှောက်ကြီးတွေ့တော့တစုတည်းပြန်ရေးမယ်ဆိုရင် Alan အစားပေါ့နော်။ Alan Tourist Plan 1 by H Plus 1 Plus C ဖြစ်သွားပါမယ်ပြန်စုရေးလိုက်ရင်လေ။အော် example 11ပေါ့ example 11မှာဒီကျဲတို့ကဘောအောက်ကော fresh နေအများကြီးရှိပါတယ် အဲ့တော့ဒီကောင်ကိုဘယ်လိုလောက်လိုက်မလဲဆိုရင်ငင်းတော့အလိုမျိုးစားလိုက်မယ်ပေါ့ဒါတော့သွားစားလိုက်မယ်ရှေ့ရကောင်ကစားလက်အပေါ်ကကောင်က remainer တို့ခေါ်တဲ့အကျွင်းပေါ့အောက်ကစားခင်အဲ့လိုစားပြီးတော့မှဂျီဖြေရပြီဆိုလို့ရှိရင်ခြေတို့ဒီဒီကောင်က4ပေါ့နော် 4a square minus 4ကိုထပ်ပြီးတော့ခွဲမယ် a + 2 a - 2အဲ့လိုရှင်းရှင်းလေးရပြီဆိုရင် pressure ပုံစံ เนาะတကူချင်းပေါ့ပါရှယ်တိတိလေးခွဲမယ် AB ပုံစံထပ်ခွဲမယ်ခွဲရတဲ့အခါကျတော့ဒီဘက် A ဘက်မှာလူတာက A spine 2 B ဘက်မှာလူတာက A space 2တချေကပုံစံမြောက်လိုက်ပြီးပိုင်းစင်ညကူပါဖြစ်သွားမလဲညီသွားမယ်เนาะအဲ့တော့အပေါ်ကပိုင်းဝေရ4ဒီဘက်က A H minor 2ဒီဘက်က B H plus 2ပေါ့ ပြီးတော့ဒီဘက် over ဒီဘက်ညှိပြီးတော့ AB တန်မိုးရှာမယ် A6 ကကျူးဆိုရင်ဘလောက်လဲမိုင်းညာကျူးဆိုရင်ဘလောက်လဲ AB တန်မိုးရှာလိုက်တော့ B က1 A က -1 အဲ့ဒါကို partial fraction မှာထပ်ထည့်လိုက်မယ်ကျေလို့နော် partial fraction မှာထပ်ထည့်လိုက်တော့ဒီဘက်မှာမိုင်းညာ1 plus 1 minus 1 plus 1ထည့်လိုက်ပြီးတော့ရှေ့ရကောင်ကတော့ integral a square plus 1 dh ဆိုတော့ a square ကိုရှေ့လိုက်တော့ x ကိုရှေ့မယ်ဆိုရင် a square by 2 1ကိုရှိတော့ h ဒီဘက်ကိုရှိလဲတော့ ln h 2ဒီဘက်ကိုရှိလဲတော့ ln h 2ပေါ့သူတို့နှစ်ခုလဲဆိုတော့လိုပဲနှုတ်ပါတဲ့အတွက်အစားပုံစံပြောင်းမယ် ln h 2 h 2 c ဒီဘက်ကကောင်ဟာဆွဲရမယ် a 2 2 h ဒီဘက်က ln ဒီနှစ်ခုကိုပြန်စုထားမယ် h 2 h 2 c ပေါ့အဲ့တော့ example 12မှာဒီကောင်လဲ integration ပဲ ဘိုင်ဘက်စပွန်ဆာနဲ့ပဲသုံးပါမယ်။ဒါဆိုရင်ကျေတော့ပုံမှန်တိုင်းပဲ AB ထားမယ်။သူ့ကိုခွဲလိုက်တော့ x 1 the whole square ဆို x 1တကွရင် x 1 the whole square တွင်တွင်မယ်။ဒါဆိုရင်ဒီဘက်မှာ x 1လို့မယ်ဒီဘက်မှာက b ဒါဆိုရင် 2x 1 a into x 1 b သူ့ကိုချက်ချင်းဝင်မြောက်မယ်ပေါ့နော်။ဝင်မြောက်လိုက်မယ် divisibility method နဲ့ဝင်မြောက်လိုက်မယ်။ ဝင်မြောက်လိုက်ပြီးတော့ရှင်းတဲ့အခါကျတော့ a = 2 minus a + b မှာ b = 3ဒါကိုပြန်စားသွင်းမယ် a နေရာမှာ2 b နေရာမှာက3နော်ဒါကို0တခုချင်းပေါ့နော် integrate လုပ်လိုက်တော့ဒီကောင်က a ln a - 1ဒီဘက်ကကျတော့သူကပေါ်ကျင်းလိုက်တော့ minus 2ဖြစ်မယ်ဆိုတော့သူ့ကိုရိတ်လိုက်တော့ minus 2 plus 1ဆိုတော့ minus 1ဆိုအောက်ကိုပိုင်းပြန်ရွှေ့တာ3 by 8 minus 1ပြန်ရမယ်အမဒီမှာဆိုရင် ln နှစ်ခုမပါရတဲ့ကျတို့ရှေ့ဘုတ်တွေပြန်စုစရာမလိုတော့ဒါကြောင့်မို့ ln 8 minus 1 minus 3 by 8 minus 1 plus 4ပဲရရှိမှာဖြစ်ပါတယ်အဲ့တော့ example 13ပေါ့ example 13မှာ upright x ကဒါ f of 1 equal to 0ဖြစ်တယ်ဆိုရင်ဘယ်လိုတွက်မလဲပေါ့နော်အဲ့တော့ apply x apply x ကို0 integrate လုပ်လိုက်တော့ f of x သူ့ integrate လုပ်ဘိုင်းခြေက root x အဲ့ဒါဆို x to the power 1 by 2နဲ့ဘာလို့တားမလဲသွားစားတော့ x to the power 1 by 2သူ့ကိုသွားစားလိုက်တော့ x to the power minus 1 by 2 integrate လုပ်လိုက်တော့ plus 1ပေါင်းလိုက်တော့3 by 2 3 by 2နဲ့စာမယ်ပြောင်းပြန်လာတော့2 by 3ဒီကောင်လဲ1 by 2နဲ့စာမယ်ပြောင်းပြန်လာတော့ minus 2ပေါ့ ပြီးွားရင်သူပေးတဲ့ given ကိုထည့်မယ် f of y equal to 0ကိုထည့်မယ်0ဒီညမှာ1နေထည့်မယ်1နေထည့်မယ်ဆိုတော့2 by 3 minus 2 plus c သူ့ကိုဂျယ်လိုရှင်းလိုက်တော့4 by 3အဲဒါကြောင့်မလို့ c equal to ဘယ်လောက်လဲ4 by 3အဲ့တော့မူရင်း equation c နေရာမှာဒီတန်ဖိုးကိုပြန်ခဲ့မယ်ဒါကြောင့်မလို့ f of x equal to 2 by 3 h to the power 3 by 2 minus 2 h to the power 1 by 2 plus 4 by 3ရရှိမှာဖြစ်ပါတယ် ZMN 4G မော FWB9F ကိုနှစ်ကြိမ်ချိန်တာဒီမှာကြိမ်ရှိတဲ့မိုးတွေပြတာရဲ့ကြိမ်မှမရှိတဲ့တံမိုးတွေပြတာရဲ့အတွက်ကျေတော့ integration နှစ်ခါလောက်ပါမယ်အဲ့တော့ပထမကြိမ် integration လောက်လိုက်တော့ upright ရမယ် e power is ကိုရရင် e power is ပဲ minus e power is ကိုရရင် minus e power a minus 1နဲ့ပြန်စားတော့ဒီကောင်အပါငကွာ1/2ကိုပြန်ထုတ်လိုက်တယ် plus c ဒါသည်တစ်ကြိမ်ရှိတ် ။ဒီချိန်ရှိမှာ0ပေးရင်1နဲ့ညီရဲ့အဲ့တော့0တွေပေးမယ်1နဲ့ညီမယ်။ဒါဆိုရင် c equal to 0စီတံမိုးမရှိတော့ဘူး c ပြောက်သွားပြီ။ကျတော့ apply ကဒီပုံစံပြန်ဖြစ်သွားပြီ1 2 e power x + e power x ပါ။တို့ဒီချိန်ပြန်ပြီးတော့ integrate လုပ်လိုက်တော့ f of x ဒီကောင်ပြန်ပြီးတော့ integrate လုပ်မယ်ဆိုရင်1 2ကိုအပြင်ထုတ် e power x ဆို e power x e power -a ကို integrate လုပ်တော့ e power -a ပြီး -1 နဲ့ပြန်စားတော့ဒီမှာ -1 ဖြစ်တယ် +c ။ပြီးရင်သူ့ရဲ့ given value မှာက f0 1ဆိုတော့ကျလို့ဒီနေရာမှာ0တွေထက် e0 က1နေဖြစ်တဲ့အတွက်ဒီမှာ1ရဲက1ကိုနှုတ်တော့0ပြန်သွားတော့ c equal to ဘယ်လောက်လဲ1ဒါကြောင့်မို့ f8 ရဲ့အဖြေသည်1 2 e to the power x e to the power a c နေရာမှာဗာထည့်လိုက်လဲဆိုရင်1ထည့်လိုက်ပါတယ်။အဲ exercise 10.4ရဲ့ number 1ကိုကျလို့စတွက်ကောင်း ဒါဆိုလို့ရှိရင်ဒီကောင်ကို calculator နဲ့ fraction ခွဲမယ်2 plus 3 is plus 1ရသူ့ရဲ့အပေါ်မှာပါရှိမလဲဆိုရင် a fraction ပေါ့နော်ဘက်မှာပါရှိမလဲ b ပေါ့နော်နှစ်ခုခွဲချလိုက်ခွဲချလိုက်ပြီးတော့သူတို့နှစ်ခုကိုပိုင်းချိန်နှစ်ခုကိုကတ်လိုက်ကြဆိုရင်ဆိုတော့လိုပဲ 2s plus 3ပိုင်းညာဒီဘက်ကလိုတာက a plus 1ဒီဘက်ကလိုတာက 2s plus 3ပေါ့နော်အဲဒီတော့မှ0ဒီကောင်ကိုဝင်မြောက်ထားမယ် a is +2bh ဘက်က a+bb ဒါဆိုရင် h ပါတဲ့ကောင်နဲ့0 a+3b က1ပေါ့အဲ့ဒါကိုဒီဘက်ကိုတပြိုင်နက်ညီမချင်းချင်းရှေးလိုက်လို့ရှိရင် b ကကျူပါ1 a ကကျူပါ -2 ဒါဆိုရင်ကျဲလို့ပြန်ထည့်မယ် a နေရာမှာက -2 b နေရာမှာက1ပေါ့ပြီးွားရင် integrate ပုံစံလေးကိုပြန်ထည့်မယ်ဆိုရင် a နေရာမှာက1 ။အပြန်ထည့်မယ် integrate လုပ်မယ်ဆိုရင်ဒီကောင်က airland 28 plus v ပြီးရင်280မြောက်ဖို့ကိန်း2နဲ့ပြန်စားထားတာ။ဒီဘက်ကကျတော့ airland 81 2801ဆိုတော့စားလဲဒီတိုင်းပဲဆိုတော့မသိတာဘူးပေါ့။ဒီ2နဲ့2နဲ့ဘာဖြစ်လဲခြေဝါမယ်ပြေလို့အဲ့တော့ minus airland 2 is black 3ဒီဘက်ကအပေါင်းအဲ့တော့အပေါင်းနဲ့နှုံနဲ့ဆိုကြရလို့ရှေ့ရပုံစံပဲဒေါ်စုရဲ့ရင်အစား LN is black 1 by 2 is black 3 plus C ပါ ဟော10.4ရဲ့နံပါတ်5မှာ f double prime ပေးကြတာကိုသူက f0 ပေးကြတယ် f prime ရှိရဲဆိုတော့ကျတော့ integrate ကြီးလုပ်ပေးရမယ်ပေါ့နှစ်ကြိမ်ရှိတ်ကို integrate တခါလို့တော့တစ်ကြိမ်ရှိတ် 2x ကိုလုပ်တော့ a square a square ပိုင်း2ဒီရှိက2နဲ့ခြေသွားလိုက်တော့ a square ပေါ့1 on လောက်တော့ a + c ဒါဆိုရင်သူ့ရဲ့ given ကိုထည့်မယ် prime 1 2ပေါ့เนาะအဲ့တော့အဲ့ a ကို1ထည့်ဒီကောင်1ထည့်လိုက်တော့1 square minus 1 c ဆိုတော့ c 2 a price 2 a square minus a + 2သူ့ကို a square ကို integrate လုပ်လိုက်တော့ h2 by 3 h ကို integrate လုပ်လိုက်တော့ a square by 2 1 integrate လုပ်လိုက်တော့ 2h ပေါ့เนาะ ca ရောမှာဆိုလို့ကျလို့ c1 လို့တတ်မှတ်လိုက်တာဒီမှာ ။ဒါဆိုရင်သူ့ရဲ့နောက်ထပ် given တစ်ခုထည့်မယ်။ f0 equal to minus 1ထည့်လိုက်တော့ minus 1 0 0 c1 ဒါကြောင့် c1 ရဲ့ term က minus 1ဒါကြောင့်မို့ less answer f x ကိုပြန်ပြီးတော့ကျေအစားပြန်သွင်းမယ်။ h2 by 3 h minus a2 by 2 plus 2a c1 နေရာမှာပါထည့်လိုက်မယ်ဆိုရင် minus 1ဒါဆိုရင်သူ့လိုချင်တဲ့ f x ပြန်ရရှိပါမှာဖြစ်ပါတယ်။အဲ့တော့ဂျေရိုဂျန်နာလေးကိုတော့ homework เนาะจันเนี่ย exercise 1.4ရေးချန်တာလေးကိုတော့ homework တွေ့ပေးပါဒီပုံစံလေးပဲဖြစ်ပါတယ်အဲကျေတဲ့တဲ့ငယ်စားတော့ဒီနေ့တော့ပါပဲအလုံးကိုကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမိကုန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်